Hello အားလုံးမင်္ဂလာပါကျွန်တော်ဒီကနေ့ပြောမယ့်အကြောင်းရင်းကတော့ကလေးကိုနိုင်ချင်တာပေါ့နော်ကိုယ့်အိမ်ကကလေးနဲ့တခြားသူကလေးနိုင်ချင်တဲ့ခါကျတော့ဘယ်လိုမျိုးဆိုးကျိုးတွေဖြစ်လာမလဲအဲ့ဒါကိုကျွန်တော်တို့ကမြတ်စွာဘုရားရဲ့ဖြစ်စဉ်နဲ့ပြောပြမယ်ကပလဝုမာဒီသရဏမင်းကြီးဥဥဆုံနေတဲ့အချိန်ပေါ့သရဏမင်းကြီးမှာသူကဒီအာပြောမစင်တော့မယားနှစ်ယောက်ရှိတာပေါ့နော်ညီအမနှစ်ယောက်မယ်ရောမာယာနဲ့ဒီမိတူတော်ကောရမီနဲ့ပေါ့ သူတို့ကလေးမရသေးဘူးပေါ့နော်အဲ့ဒီမှာအာသူတို့နာမင်းကြီးရဲ့ညီတော်နာမည်တော့မေ့နေပြီအဲသူညီတော်မှာမိန်းမတစ်ယောက်ရှိတယ်သူမင်္ဂလာလို့ခေါ်တယ်အဲ့တော့ဒေဝဒါရဲ့အမေပေါ့ဒေဝဒါရဲ့အရင်ဒေဝဒါအရင်မွေးလာတယ်ဒါကတော့မင်္ဂလာကသူတော်တော်နာမင်းကြီးကိုသူကလူချင်တာဘာလို့ဆိုတော့သူကမိဖုရားဖြစ်ချင်တာဒါပေမဲ့မဖြစ်ဘူးပေါ့နော်အာသူတော်နာမင်းကြီးကမေတော်မာယာနဲ့အရင်နဲ့ထပ်သွားတယ်ပြီးတော့အာဒီမိတုတော်ဘောရီနဲ့ပြန်နဲ့ထပ်လာအာဒေဝဒါလည်းအရင်မွေးလာတယ်တော်တော်နာမင်းကြီးကခရီးရန်လူချင်တာ ကလေးမရဘူးရန်လို့ချင်တော့ဒီမှာသူ့ရဲ့တူလေးဖြစ်တဲ့အဒီဝဒအဒီတော့အဒီဝဒအရွယ်ကအဲလေးငါးနှစ်ဖြစ်မှာပေါ့နော်သူကအနာပဲခေါ်တယ်ကလေးလိုပဲပေါ့နော်သူ့ရဲ့သားရင်းလိုပဲအနာမခေါ်တယ်ခါလာမင်္ဂလာသဘောကျတာဘောဇောမင်္ဂလာသူ့သားလေးကဘီနာကလေးမရှိဘူးဆိုရင်တချင်တဲ့သူ့သားလေးကဘီရင်ဖြစ်မှာနော်အဲ့လိုမျိုးဆိုတော့သူကအမြဲတမ်းတွန်းပို့ပြတာသူ့ကလေးကိုဒီအာဒီသရဏမင်းစီနေကြောင့်ဒီဝဒဒီဝဒလေးကလည်းပဲသူက ဒီသူတို့နာမင်းကြီးနဲ့အနေများတဲ့ခါကျတော့သူတို့နာမင်းကြီးကိုသူကအဖေကြီးလိုမျိုးခင်တွင်တာပေါ့နော်ဒါပေမဲ့အဲ့ဒီမှာကျွန်တော်တို့ကဘောဒဝေမှာတည်တဲ့အတိုင်းပဲမေတော်မာယာကအိမ်မဲမဲတဲ့စင်ကြီးလာတယ်စင်ဖြူလာတယ်အာကုံဝင်လွယ်လာပေါ့အဲ့ဒီကုံဝင်လွယ်တဲ့အချိန်မှာလဲမင်္ဂလာကသူကမေတော်မာယာကိုကုံကိုပြင့်အောင်မြို့မြို့လောက်တာအစိတ်ကျွေးတယ်အစိတ်ကျွေးတယ်မရဘူးအဲချော်လဲအောင်လုပ်တယ်မရဘူးဆိုတော့မိမသူတို့ထုံးစံအတိုင်းပဲလုပ်ကြလို့မရဘူးလीအ ေးမဲ့အချိန်မှာလည်းပဲသူကမင်္ဂလာကမေတော်မှရောင်းတော့ပြောတာအာနတ်တော်မှမွေးမကောင်းဘူးဆိုတော့သူလိန်ပြောတာပေါ့နော်ပိုရဟိတ်ပိုရဟိတ်မျိုးခေါ်တယ်အာအဲ့တန်းဒီမှာပြန်ပြီးတော့မွေးရမယ်လို့ပြောတာတကယ်တော့သူကလမ်းမှာလမ်းမှာဒီကခုဖြစ်သွားအောင်သူလုပ်ချင်တာဒါပေမဲ့လမ်းမှာပဲအဲ့လိုမနေဥယျာဉ်မှာပဲမျက်စုံပြန်မွေးတာလေတရထမွေးလာတာပေါ့နော်အဲ့တရထမွေးလာတာနဲ့အဲ့ဒီမှာမင်္ဂလာတော်သားပေါ့တယ်သူကအမျိုးမျိုးတွေးထုတ်တာ အဲဒရိုနာမင်းကြီးရဲ့ညီတော်ကိုလည်းသူကသွေးထုတ်တယ်သူကသူ့အကိုသူ့အကိုဒရိုနာမင်းကြီးထိနေမလူနိုင်ဘူးအဲဆန်ဖြစ်ပေါ့နော်ပြီးတော့အခုကလေးမွေးလာပြီသူအဲတိတ်တထမွေးလာပြီဆိုတော့ဒရိုနာမင်းကြီးကအရန်ချစ်တော့ဟိုမှာဒေဝဒောက်သူကဖြူမဆိုင်နိုင်တော့ဘူးလေသူ့သားရင်းလူချစ်တာအဲ့ဒီမှာလည်းသူကသူ့သားဒေဝဒောက်သူကပြန်ပြီးတော့သွေးပြန်ထိုးတာဒီဒရိုနာမင်းကြီးကနေကိုဖြူမဆိုင်တော့မချစ်တော့ဘူးဒါအဲတိတ်တထကြောင်ဆိုတော့အဲ့ဒီမှာကလေးရဲ့စိတ်မှာသူကအမုံအမုံမျိုးစစ်တွေထင်လာတယ်မွေးလာတဲ့ခါကျတော့အယူရဲ့ အဲငါနေ6နှစ်10နှစ်10နှစ်တော့ဟိုမှာပညာစတင်တဲ့အပြင်မှာသူကတရထတော်အမွေးရပါတော်ပြီလားပြီးတော့မင်းကိုလည်းအများကြီးမိတယ်ဒီအတင်လည်းတတ်လွယ်တယ်အဲဒါကြောင့်ဒီဒီဝထအမြဲအမြဲတမ်းနောက်ကျန်တယ်အဲ့ဒီမှာမင်္ဂလာကမင်္ဂလာကလည်းသူကဒီဝထအမြဲကသူကအမြဲတမ်းတွေးထူတယ်နေတရထတော့မတော်ဘူးဟာဖြစ်နေချင်းနေအကြီးဖြစ်ပြီးတော့အဲ့ဒီမှာလည်းသူကအမြဲတမ်းကလေးကိုနိုင်ရှင်တဲ့ခါကျတော့ဒီဝထရဲ့စိတ်ထဲမှာဟိုအလိုလိုမုံသွားသူကတရထအမြဲတမ်းပြည့်စုံအောင်လုပ်ခြင်းစိတ်ဖြစ်သွားတယ် ်မိကသူ့ကလေးကိုဟိုဘက်အရာကလေးနဲ့အမြဲတမ်းနှမ်းရှင်နေကြတဲ့အရင်နော်အဲသူ့ကလေးကအဲ့ဒီကလေးတော့မတော်ဘူးအမြဲတမ်းပြောနေတယ်အဲ့ဒီကလေးရဲ့စိတ်ထဲမှာဟိုဘက်အရာကလေးကိုအလိုလိုမုန်းသွားတယ်နောက်ပိုင်းဘလို့ဖြစ်သွားတဲ့ဆင်အကျံဖိတဲ့အဆင်တော့ဖြစ်သွားလိမ့်မယ်ဒီတမှာလည်းလိုပဲဒေဝဒကသူကတိတိထောက်အမြဲတမ်းလုံးကျန်တာမရဘူးဆိုတော့မဆောဘရားတို့ကအာမစဘဲထိုးတဲ့အတိုင်းဘယ်သူမှလုပ်ချင်လို့မရဘူးလေအာကုတ်လူတောင်တောင်ကကြမှာမတူဘူးလေနော်တွိုင်းလိုင်းကြောင်လည်းမတူဘူးသူက ပြောတဲ့ဒီပြောအဆူယူစကားရှိတဲ့လူဆိုတာသူအထုတ်ထင်းနဲ့သူလာတာပြောစင်တာသူ့ရဲ့အချိန်သူ့ရဲ့ကံညာဝရိယနဲ့သူလာတာတော်တယ်သွားနန်းလို့မြင်အဲ့ဒါကိုယ့်ရဲ့ကလေးကိုသူများကလေးနဲ့သွားနန်းရှင်တဲ့ကြရင်အဲ့ဒီကလေးကိုကသူ့ရဲ့ဘယ်လိုလဲသူ့ရဲ့ကြမှာကိုကတပ်ပြစ်လိုက်တာနဲ့တူပဲပေါ့နော်ဒါဒီဝဒမှာလည်းအလိုပဲဒါကြည့်လိုက်တဲ့ခါကျဒီဝဒအစတင်မလာခဲ့ဘူးလေ